မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာ၁၇ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့စစ်ကောင်စီကဆက်ချွတ်ရင်းပြီးတော့တိုက်လေရင်ပြတ်ကြတယ်လို့လိမ့်လေသတင်းထုတ်ပြန်တဲ့အချိန်မှာ PLA ကပြတ်ကျသွားတဲ့တိုက်လေရင်ရဲ့ဓာတ်ပုံများကိုဝေဝေဆာဆာထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်ခန့်မှာပလဲမြို့နယ်ကန်းတော့ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲတဲ့အချက်မဲ့စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတော့ဆက်ချွတ်ရင်းပြီးတော့တိုက်လေရင်ပြတ်ကျတယ်လို့လိန်လေသတင်းထုတ်ပြန်လာတဲ့အချိန်မှာ PLA ကပြတ်ကျသွားတဲ့တိုက်လေရင်ရဲ့ဓာတ်ပုံများကို ဝေဝေဆာဆာထပ်မံထုတ်ပြန်လာတယ်လို့သိရပါတယ်အကြမ်းမဲ့စစ်ကောင်စီကတိုက်လေရင်နဲ့စစ်ရဟတ်ရင်များပြစ်ချခံရလို့ပြက်ကြတိုင်းမှာဆက်ချို့ရင်းပြီးတော့ပြက်ကြတယ်လို့အမြဲလိုလိုလိန်လဲပြီးတော့ဗရင်ထုတ်ပြန်လေးရှိတယ်လို့သိရပါတယ်မက်လာ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတယ်စစ်ရဟတ်ရင်နှစ်စီးကို KIA ကအသေးခံ drone များနဲ့ပြစ်ချနိုင်ခဲ့ပြီးတော့အဲ့ဒီရဟတ်ရင်ပြက်ကြမှုကိုလည်းစစ်ကောင်စီကထုံးစံအတိုင်းဆက်ချို့ရင်းပြီးတော့ပြက်ကြတယ်လို့လိန်လဲပြီးတော့ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဂန်းကောကျွန်းကျေးရွာမှာအခြေချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဆက်ခန်းကိုအရခတပ်တော်အေအေကမေလနောက်ဆုံးပတ်အတွင်းမှာဝင်းအောင်စီးနှင်းတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်သားများလင်းငိုက်ဖြစ်နေတဲ့အချိန်မှာညာရင်းချင်းအေအေကဝင်းအောင်စီးနှင်းတိုက်ခတ်ခဲ့ကြောင်းနဲ့တန်ကြပ်ကစစ်ကောင်နှစ်စီးကိုလည်းမိရှို့ဖျက်ဆီးပစ်ခဲ့ကြောင်းစစ်တွေသတင်းရင်းမြစ်ကပြောကြားထားပါရယ်။မေလကုံကြီးကဇွန်လအစောပိုင်းလောက်ကပေါ့ရက်တော်အတိအကျကြောင်မပြောတတ်ဘူး။ မိုးရမ်းရွာနေတဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေအလင်းငိုက်ဖြစ်နေတဲ့အချိန်ဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ပြောတယ်။အဲ့ဒီရွာမှာရှိတဲ့တန်ကြပ်ကာကာနှစင်းကိုလည်းမိရှို့ပစ်ခဲ့တယ်။ပြီးတော့မနက်ပိုင်းမှာအေအေကပြန်လည်ဆုတ်ခွာသွားတယ်လို့ပြောပြထားပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားရာနဲ့ချီတေးဆုံးခဲ့ပြီးတော့ တိုက်ပွဲကြားမှာတေဆုံသွားတဲ့ရုပ်အလောင်းများကအခုအပုတ်နဲ့နေတထောင်းထောင်းထွက်နေပြီးတော့စစ်တွေမျိုးကနေတဆင့်ရနေတယ်လို့စစ်တွေမျိုးကစီးရေးသတင်းရင်းမြစ်ကပြောပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများရာနဲ့ချီတေဆုံခဲ့ပြီးတော့ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားများကိုစစ်တွေမျိုးဆေးရုံနဲ့ တက်နယ်မြေဆေးုံများမှာဆေးကုသနေရတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရယ်စစ်တွေမျိုးအနီးကျေးရွာပေါင်း20ခန်းကဒေသခံပြည်သူများကိုစစ်ကောင်စီကနှင်းထုတ်ထားပြီးတော့အဲ့ဒီကျေးရွာများမှာစစ်ကောင်စီကအခြေစိုက်စခန်းများအခိုင်အမာတပ်ဆွဲတိစောက်ထားခြင်းဖြစ်တယ်လို့သိရပါရယ်စစ်ကောင်စီတပ်ဆွဲထားတဲ့ကျေးရွာများထဲမှာဂန်းကော်ကျွန်းကျေးရွာလေးပါဝင်ပြီးတော့ တပ်သား200ထက်မနေတပ်ဆွဲထားကတန်ချက်ကကစစ်ကားများကိုလည်းချထားတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ကန်းကောင်ကျုံကြီးပါဟာစစ်ကောင်စီရဲ့ဒေသကိုယ်ကဲမှုစစ်ဌာနချုပ်စစ်တွေဒါကစစစ်တွေဌာနချုပ်နဲ့တမိုင်ကျော်သာဝေးကွာတယ်လို့စစ်တွေဒေသခံတို့ကပြောပါတယ်။ကန်းကောင်ကျုံကဒါကစစစ်တွေနဲ့တိတ်မဝေးဘူးလို့ပြောလို့ရတယ်။ကြက်ကိုင်းနဲ့ရွာတွေကနေတွားရတဲ့ကလတန်မြစ်လက်တက်ချောင်းငယ်တစ်ခုရဲ့မြေကမ်းဘေးမှာတရှိတဲ့ရွာဖြစ်ပါတယ်ဒေါက်ဆာစစ်တွေရဲ့တမိုင်ကျော်လောက်ပဲဝင်းမယ်ထင်ပါတယ်ဂန်းကိုကျွန်းရဲ့ချောင်းတစ်ဖက်ကမ်းပါဆိုရင်လဲ ်စစ်ကောင်စီရဲ့ကာကင်းစခန်းကြီးတစ်ခုရှိသေးတယ်စစ်ကောင်စီကအဲ့ဒီရွာမှာတပ်ဆွဲထားတာတော့သိကြပါတယ်ဂန်းကောင်ကျုံးကနေဆက်သွားရင်ဇော်မတက်ရွာအဲ့ဒီကနေသွားရင်စစ်ကောင်စီရဲ့ရေးတဲ့စစ်တင်းမော်တွေရှိတယ်ရွှေမင်းကစိတ်ကန်းကလရန်မြစ်ထဲကိုပောက်ပါတယ်လို့ပြောပြထားပါတယ်ဂန်းကောင်ကျုံးရွာကစစ်ကောင်စီရဲ့ဆက်စခန်းကိုအေအေကဝေးအောင်စီးနေတိုက်ခိုက်ခဲ့တဲ့အတော့စစ်ကောင်စီတပ်သားများတေဆုံးပြီးအပုတ်နဲ့များထွက်နေတယ်လို့နောက်ထပ်စစ်တွေဒေသခံတို့ကလည်းအတီးပြုတ်ပြောကြားထားပါတယ် ရန်ကုန်ကျွန်းကိုအေအေကဝင်စီးတဲ့သတင်းကြားပါတယ်ဒါပေမဲ့ဘလောက်ထိခိုက်သေးဆုံးတယ်တော့အတိအကျမသိရဘူး စစ်ကောင်စီတပ်သားတွေအသေးများလို့အပုံနဲ့နေရနေတာကမှန်ပါတယ်စစ်တွေဘက်ကလေတိုက်လို့တစ်ချက်တစ်ချက်အနှံ့ကမခံနိုင်ဘူးတော်တော်လေးကိုပုတ်စော်တွေနန်းနေတာပါလို့ပြောပြထားပါတယ်စစ်တွေမျိုးအနီးမှာစစ်ကောင်စီရဲ့တပ်စခန်းများကိုအရခတက်တော်အေအေကအလေးငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့စစ်ကြောင်းများကိုကြားဖြတ်တိုက်ခိုက်ခြင်းအပြင်စနိုက်ပါနဲ့ပစ်ခတ်မှုများလည်းရှိနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီဘက်ကတော့စစ်တွေမျိုးအနီးပတ်ပတ်လဲမှာမြေမြုံမိုင်းများထောင်ထားက တပ်စခန်းအများပြားကိုလည်းတိုးချဲ့ထားပြီးတော့ပေါတော်ပုံနာကျောင်းနဲ့ရတိတောင်ဘက်ကိုလက်နက်ကြီးပြက်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိတယ်လို့သိရပါဗျ။ဒါအပြင် အဲ့ဒီမြို့များနဲ့စစ်တွေမြို့အနီးမှာအေးအေးလေးရှိနိုင်တယ်လို့ယူဆရတဲ့နေရာများကိုလေကြောင်းတိုက်ခတ်မှုများနဲ့စစ်သည်မော်တွေဘောကလည်းကင်းလက်မှုများဆောင်ရွက်နေတယ်လို့သိရပါဗျ။အထူးသဖြင့်ကလရန်မြို့ဝါနဲ့မေယူမြေကျောတလျှောက်ပါဒလိတ်စိတ်ကန်းနဲ့မင်းချောင်းတရာထိတ်အထီကိုစစ်ကောင်စီရဲ့စစ်သည်မော်များတွားရောက်ပြီးတော့ကင်းလက်နေတယ်လို့သိရပါဗျ။စစ်တွေမှာစစ်ကောင်စီရဲ့ဒေသကိုယ်ကဲမှုစစ်ဌာနချုပ်ဒါကာဆစစ်တွေ ်ခလိုက်ရ20ခလိုက်ရ23ခလိုက်ရ290ခမရ344ခမရ354အင်ဂျင်နီယာတက်အပါဝင်အမြောက်တက်နဲ့ရဲတက်ရင်ဆယ်ခုထက်မနေရှိနေတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ့်တိုက်ပွဲတရင်ရတော့တနင်္လာနေ့တိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ point 566စစ်တပ်စခန်းကိုသိမ့်ပိုက်ရရှိသွားပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အမိုးနယ်စပ်ဒုံမဟုတ် point 2566မှာရှိတဲ့စစ်ကောင်စီရဲ့ရှေ့တန်းဆယ်စခန်းကို KNL ဥဆောင်တဲ့တပ်များကတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပ်စခန်းကိုဇွန်လ၈ရက်နေ့ကတည်းကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့၃ရက်အကြာမှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိမ့်ပိုက်ရရှိခဲ့တဲ့ point 2566ထိုင်းမြန်မာနယ်စပ်ဆယ်စခန်းရဲ့အထိုင်တပ်ဟာခလာရ25ဖြစ်ပြီးတော့ထိတာဗျူဟာရဲ့ကိုကဲမှုအောက်မှာရှိတဲ့နေဆန်စခန်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းဟာဘိတ်တော်ဝဲခရိုင်ရဲ့ မဲသမီးထားထီထနဲ့မဲသမီးခီထီခီဌာနချုပ်ကြပြီးတဲ့နောက်1969နှစ်ကုန်ပိုင်းမှာတီထောင်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းကိုတိမ့်ပိုက်နိုင်ခဲ့တာကတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ၄ကဦးဆောင်ပြီးတော့ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တိုင်ရင်ခေါ်တပ်မဟာ drone တပ်ဖွဲ့ KN Drone Special Force KDSF ထီးမို့ဘွားဒေသမှာရှိတဲ့တက်တော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးအစည်းအရုံးနဲ့မဟာမိတ်တပ်များဖြစ်တဲ့ TPLF နဲ့ FFD drone တပ်ဖွဲ့တို့ကပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် KNU တပ်မဟာ၄ရဲ့ဌာနချုပ်ဖြစ်ခဲ့တဲ့ထီးခီးနေဆက်စခန်းနဲ့ထီးထဗျူဟာစခန်းတို့ကို AB လနဲ့မေလာအတွဲမှာ KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ထိုင်းနိုင်ငံကန်ချနာဘူရီ KN ဘော်ဒီရွာအနီးနေဆက်မြင်းပေါ်ကဘော်ဒီစခန်းကိုလည်း ထမှန်သိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်ဘောဒီစကန်းသိမ့်တိုက်ပွဲအတွင်းမှာနေမအားညမနာကြိုးပမ်းခဲ့ကြတယ်စစ်ဘက်ရေးရအရာရှိအရာခံအကြက်စစ်တီများမဟာမိတ်တပ်ပေါင်းစုများရက်ရွာခေါင်းဆောင်များဒေသခံပြည်သူများနဲ့တကွာအဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးကြတဲ့သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ KNU ဗိတ်တဝဲခရိုင်သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ် ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မနက်၈နာရီကမှကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါရယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအပြန်လည်ပစ်ခတ်မှုမင်းနဲ့၂၀ခန့်ချမှတ်ခဲ့ပြီးတော့ MA1 တပ်နက်တလခဲယမ်းများနဲ့စစ်သုံးပစ္စည်းများကိုတင်စီရရှိကာ အကြမ်းမဲ့စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးတော့ကြာရှိနေတဲ့စစ်သားတချို့ဟာထိခိုက်ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သိရပါဗျ။စစ်ခွေးအင်အားခန့်မှန်းကြီး20ဝန်းကျင်လောက်ရှိပါတယ်။စစ်ခွေးအရှင်ဖမ်းမိတာတော့မရှိဘူး။စစ်ခွေးတည်တဲ့စီးရင်ထတ်တိုးတော့မသိရသေးဘူး။တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့၃កောင်တည်သွားတယ်။တော်တော်များများဒဏ်ရာအပြင်းထန်ရပြီးတော့ထွက်ပြေးသွားကြတယ်လို့ Falcon Guerrilla Force ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။ ၎င်းတိုက်ခိုက်မှုကို Falcon စွန်ရဲတပ်ဖွဲ့နဲ့ KNL တိုင်ရင်ရှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဒေါ်လာရဲတပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်ချေးရွာအုပ်စုကိုရောက်ရှိနေတဲ့အချမ်းဘတ်စစ်တပ်ကို၂ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်၂၀ထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ10ရက်နေ့မှာဖားကံမြို့နယ်လုံခင်းကျေးရွာအုပ်စုမှာရှိတဲ့မော်စီစာဖျားကုန်းမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမော်စီစာတာယာကုန်းလုံခင်းတုတ်တန်လုံခင်းဆေးရုံနဲ့လုံခင်းကျေးရွာတွေတဲကိုလက်နက်ကြီးများနဲ့ပစ်ခတ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် KIA နဲ့ KPDF တပ်ဖွဲ့များကစနိုက်ပါ drone လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနေ့ကမော်စီစာဒဝိုက်မှာစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA KPDF တွေထိတွေ့တိုက်ပွဲအနေငယ်ရှိခဲ့ပါတယ်။မော်စီစာဖျားကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက မော်စီစာဒဝိုက်တာယာကုန်းဒဝိုက်ကို60မမတွေနဲ့ပစ်တာတွေရှိတယ်။မော်စီစာဖျားကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက လုံခင်းတုတ်တန်လုံခင်းဆေးရုံတဝရဲလုံခင်းရွာတွေကိုလည်းစစ်ကြောင်းထုတ်လှူရှားတာတွေရှိပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA နဲ့ KPDF တပ်ဖွဲ့တွေကစနိုက်ပါနဲ့ပစ်တောင်စစ်ခွေးတွေထိခိုက်ဒိဆုံးမှုရှိတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပြထားပါတယ်အလားတူပဲဇွန်လ9ရက်နေ့ကလည်းစံခါကျေးရွာတောက်ပကျဲကုမ္ပဏီတဝိုက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားများကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များကစနိုက်ပါ drone 40မမတို့နဲ့ပြစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးတော့ကတွယ်မောက်ကျေးရွာတွေကိုဝင်ပြေးသွားကပြည်သူဝိုင်းပြည်စည်းများကိုလည်းလူရက်သွားတယ်လို့သိရပါဗါတယ်အလားတူပဲမော်စီစာဖျားကုန်းအနီးငွေသစ္စာလက်ဖက်ဆိုင်မှာထိုင်နေတဲ့စစ်ကောင်စီတပ်သား၂ဦးကိုလည်း KIA KPD ပူးပေါင်းတပ်ဖွဲ့များကပြစ်ခတ်တပ်ဖြတ်လိုက်တယ်လို့သိရပါဗါအဲ့ဒီနှစ်ရတာတိုက်ပွဲအတွင်းမှာအချက်မဲ့စစ်တပ်ဘက်ကအယောက်20ထက်မနည်းသေဆုံးပြီးအချက်မဲ့စစ်ကောင်စီတပ်သားများကကတိမော်ရွာထဲမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုဝင်ရောက်ဖျက်ဆီးသွားတယ်လို့သိရပါဗျ။ အဲ့ဒီနှစ်ရက်တာတိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်တပ်ကအယောက်20ထက်မနည်းသေဆုံးပြီးအဲ့ဒီအချမ်းဘတ်စစ်ကောင်စီတပ်သားများကကတိမော်ရွာထဲမှာရှိတဲ့ပြည်သူဝိုင်းပစ္စည်းများကိုလည်းဝင်ရောက်ဖျက်ဆီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမဖဲမြို့နယ်နယ်ရီကန်လေးချောင်းရံကာကွယ်တပ်စခန်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့မှာနယ်ရီကန်လေးချောင်းရံကာကွယ်တပ်စခန်းကရှေ့တန်းကာကင်းတောင်ဝင်ထမ်းဆောင်နေတဲ့အချိန်ထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကို chain defense force အရှိုတပ်ဖွဲ့ကရဲဘော်များကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့စစ်ဝန်တပ်သားတဲ့၃ဦးထံကနေပြီးတော့ MA အမျိုးအစားတနက်၃လက်နဲ့ခရံအချုပ်ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။နိုင်ရီကန်၄ချောင်းရန်ကာကွယ်တပ်စခန်းမှာတာဝန်ချပြီးတော့ရှေ့တန်းစစ်မြေပြင်ကိုအပုတ်ခံထားတဲ့ဒူရီတော်တော်များများကတော့ပြည်သူစစ်တွေပဲဖြစ်ပါတယ်။ပြည်သူစစ်တွေဖြစ်တော့စစ်ရေးအတွေ့အကြုံမရှိတဲ့အပိုင်းတွေ ရှေ့တန်းစိတ်မြေပြင်ရဲ့ကြမ်းတမ်းမှုတွေကိုမခံနိုင်တဲ့အတွက်ကြောင့်မလို့ထွက်ပြေးလာတဲ့သူတွေများပါတယ်။ဒါကတော့လက်တလော့အချင်းတွေကနအူးဖမ်းမိထားတဲ့အရေးအတွက်ကိုထုတ်ပြန်ထားတာပါ။မကြမီရက်ပိုင်းမှာလည်းထပ်မံပြီးတော့ဖမ်းဆီးရမိတဲ့သူတွေကိုထပ်ပြီးတော့ထုတ်ပြန်ပေးသွားမှာပါ။ရှိတဲ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေအနေနဲ့အထူးသဖြင့်ပြည်သူစစ်တွေအနေနဲ့အတက်နိုင်ဆုံးတော်လိုင်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့လင်းဝင်ကြဖို့တိုက်တွန်းကြပါတယ်လို့ CDF အရှုကပြောရေးဆိုခွင့်ရှိသူဆလိုင်းယိုချင်းကရှင်းပြထားပါတယ်။နိုင်ရီကလေချောင်းရံကာကွယ်တပ်စခန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအ များအနေနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့ဆက်သွယ်ပြီးအမြန်ဆုံးအလင်းဝင်ပူးပေါင်းကြရန်ချင်းကာကွယ်တပ်အရှိုးကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းကော်တောင်းမြို့နယ်အခြေစားခမာရ43တက်ရင်မှာစစ်မှုရန်တပ်သားတဲ့အဖြစ်နဲ့စုဆောင်ခံရသူ3အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ3ရက်နေ့မှာကော်တောင်းမြို့နယ်အခြေစား43တချင်းမြန်တက်ရင်ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုရန်တပ်သားတဲ့အဖြစ်နဲ့စုဆောင်ခံရသူ3ဟာ ကော့တောင်းမြို့နယ် local PDF ပြန်လွှားတပ်ဖွဲ့ထမ်းမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာသူ၃ဦးဟာကိုအာကာထွန်းကိုလှဝင်းမောင်နဲ့ကိုအောင်ထွန်းလင်းတို့ဖြစ်ပြီးတော့ထိုင်းနိုင်ငံထဲမှာဖမ်းဆီးခံရပြီးတဲ့နောက်ရနောင်းမြို့နယ်ကနေကော့တောင်းမြို့နယ်ကိုပို့ဆောင်ခံရကစစ်မှုထမ်းအဖြစ်နဲ့တပ်သားတဲ့စူးစောင်းခံခဲ့ရပြီးချင်းမြတိုင်ရင်၄၃တက်ကိုပို့ဆောင်ခံရပြီးတော့၁၀ရက်လောက်နေထိုင်ခဲ့ပြီးတော့ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ထွက်ပြေးတော့က၁၀ရက်အတူဖြစ်ပြီးတော့ကျန်တဲ့9ရက်ကတော့ထွက်ပြေးနေတော့စစ်ခွေးများနဲ့ထိတ်တိုက်တိုးပြီး တန်ပိုင်လုံးနဲ့မသေးယုံရိုက်နှက်ခံရပြီးတော့ပြန်လည်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။သုံးဦးကတော့လွတ်မြောက်လာပြီးတော့အလင်းဝင်လာတာပါလို့ဗျံလွားတပ်ဖွဲ့ကတာဝန်ရှိသူရဲဘော်ဖိနစ်ကရှင်းပြထားပါဗျ။ဆက်လက်ပြီးတော့ပြည်သူရင်ဝင်ကိုခိုးလုံခြင်းနဲ့စစ်ကောင်စီတပ်သားများအနေနဲ့ local PDF ဗျံလွားတပ်ဖွဲ့ထံကိုဆက်သွယ်နိုင်ပြီးတော့လက်ခံကြိုးဆိုသွားမှာဖြစ်ပါတယ်လို့အတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ